ံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကို လူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်။အေးဟုတ်တယ် ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမာရွင်မှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျွားဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုတော့ရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရအောင် ခလိုဖရာကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဖရာရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တည်းစေမယ်ဖရာကိုပူဇော်မယ်နော်ဖရာနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နှူးမှုတွေရောက်လို့ကုသိုလ်ကောင်းမှုတွေမပြတ်လောက်ပေးရမယ်ဖရာပန်းရေချမ်းအမြဲတမ်းဆက်ကဖရာကိုအာယုံပြုဖရာကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါင်းစူးစမ်းအဲ့ဒါလို့စူးစမ်းခြင်းအားဖြင့်လည်းပဲ မကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်။ဒါကြောင့်မို့ရှင်းတော့ကစံစာတစားရေးပြီဆိုလို့ရှင်ကြံတကြံရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်မှုတော်ခဲနေ။အမြဲတမ်းဟိုကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်လှုပ်တာ။အစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမြဲတမ်းခဲနေ။တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူး။အဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်။ အလေးနဲ့စာကြီးတွေကိုရေးပြီဆိုလို့ရှင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင် ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။မကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူး။တခြားအနောက်ရှိတွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူး။အဲ့ဒါကိုကြားဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာ။ပါဠိစကားအန္တရာယကြားဖြတ်ဝင်ရောက်လာတဲ့အနောက်ရှိ။ဟော အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှ िख ိုးကြတယ်ရှ िख ိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသကံရဲ့ဆွာအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန္တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီ ကံစိုးမိုးမောင်တွေကုသဏ္ဍာမှာဖြစ်ပြီဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာဘာနဲ့ကာကွယ်ရသလဲလို့ဆိုဖရာကိုအာယုံပြုပြီးတော့ဘုရားနုတ္တိကိုမြန်မြန်ပွားမယ်ဘုရားနုတ္တိကိုပွားတယ်တော့ဖရာရှိခိုးတာတာမန်ဩဃာသဩဃာသနဲ့ရွတ်ပြီးတော့ဖရာရှိခိုးတာမျိုးတင်တဲ့ပို့ပြီးတော့အရေးကြီးတာတော့ဖရာရဲ့ဂုဏ်တော်တွေကိုအာယုံပြုပြီးတော့ကမ္မထမ်းထိုင်တယ်လို့ မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုနှလုံးသွင်းဆင်ခြင်ပြီးတော့အချိန်များများဒီတရားတွေနဲ့မြတ်စွာဘုရားကို ပူဇော်ပါတယ်ဆိုတာလောက်လောက်ပြီးတဲ့အခါမှာကိုလို့တဲ့ကုသိုလ်ကောင်းမှုတွေအားလုံးကိုကိုမမြင်ရတဲ့တရားတွေကိုနိဗ္ဗာန်မှာရှိတဲ့အိမ်ဆောင်တတ်တွေပါတယ်ဒါတွေကိုအမြတ်တမ်းပေးဝေရအဲ့ဒီအမြတ်တမ်းပေးဝေခြင်းအဖြစ်ကိုတို့ကိုနဲ့သူတို့နဲ့ကမိတ်ဆွေဖြစ်သွားတယ်မိတ်ဆွေဖြစ်သွားတယ် ခမင်းရင်းနှီးမှုတွေရလာတယ်မိတ်ဆွေဖြစ်လို့ရှင်ကိုယ်အနေရမရောက်အောင်သူတို့ဟိုကြီးစုပြီလူမပြောနဲ့လေဒီဒီတမ်းမမပြောနဲ့အိမ်သားနေချင်းနဲ့တက်အောင်ပေါင်းရင်တောင်မှပဲကိုယ်အိမ်ကိုကြည့်ပေးပေါ်ရမယ်မတက်ဘူးဆိုရင်မတိကြအောင်ဆောင်းနေမှာဘာကြီးဖြစ်နေဟုတ်ကဲ့အိမ်သားနေချင်းနဲ့တက်ပါအဲ့ဒါလိုပဲ ကိုမမြင်ရလို့အိမ်ဆောင်တတ်တို့ကိုဆောင်တတ်တို့တွားပြီးတော့ရံမဖြစ်လေနဲ့ရံဖြစ်ရင်တော့အဲ့ဒါကိုကောင်းကျိုးပေးမှာမဟုတ်ဘူးနော်ကောင်းကျိုးပေးမှာမဟုတ်ဘူးဒီနည်းပါရံမဖြစ်နဲ့နောက်ဆုံးမှာကိုယ့်အိမ်ကမွေးထားတဲ့ခွေးတောင်ရံဖြစ်ရင်ကိုယ့်ကိုမျက်စောင်းထိုးကြည့်တာအနည်းဆုံးခံရကြောက်လို့သာပြန်မလုပ်တာရှိမယ်နော်အဲဒီကောင်းကြီးကလည်းသိတယ်သူတို့ကဒီတရိစ္ဆာန်တွေမှာလည်းအသိရှိတယ်လေ တခါတော့ရိုက်ထားတဲ့လူဆိုရင်ရှောင်းပေးရှောင်းပေးနဲ့မျက်စောင်းစုကြည့်တယ်သူတို့အမြဲတမ်းအမြဲပါလုံးလဲဆိုပြီးတော့ဒေါသနဲ့ကြည့်သွားတာအဲ့ဒါအကောင်းကြီးများအောင်မေ့မနေနဲ့အဲ့တော့ဘသူနဲ့မှရမ်းမဖြစ်ဘဲနဲ့မေတ္တာသက်ရောက်အောင်လှုပ်တာကိုယ့်အတွက်ကံကောင်းစေခြင်းရဲ့အကြောင်းတစ်ခုပဲဖြစ်တယ်ပေါ့ကိုယ့်အတွက်အကူအညီရခြင်းပဲဒါကြောင့်မို့ မေတ္တာပို့ရတယ်အမြတ်တမ်းပေးဝေရတယ်ကုသကောင်မှုလှုပ်တိုင်းလှုပ်တိုင်းဖိတ်ကြပြီးတော့သူတို့ကိုအရေးတယူလှုပ်ပေးတာဟာမိတ်ဆွေတောင်မှလမ်းတွင်ရင်ကိုကအရင်ခေါ်ရတယ်အရေးတယူနှုတ်ဆက်ရင်ယဉ်နေတယ်မခေါ်ခြင်းသလိုလိုလှုပ်သွားရင်ဒီလူနောက်ပြီးတော့သူကလည်းမခေါ်ခြင်းသလိုလိုပြန်လှုပ်မှာပဲနောက်ကြလူလူချင်းတောင်ဒီလိုဖြစ်တတ်တာအဲ့ဒါကြောင့်မလို့ကံကောင်းအောင်လှုပ်ဖို့ဆိုဒီမှာကိုကိုယ်တိုင်က ရှင်နေက အမုန်းကင်းပြီးတော့ မေတ္တာဘာဝနာတွေမြဲမြဲပွားပြီးတော့လုပ်မယ်ဖះကိုဖះကိုအာယုံပြုပြီးတော့မေတ္တာတွေဘာဝနာတွေပွားမယ်ဆိုလို့ရှိရင်ကံကောင်းလာမှတေချာတယ်မေတ္တာပို့မယ်မြတ်တမ်းပေးဝေမယ်အားလုံးနဲ့မိတ်ဆွေတွေဖြစ်မယ်အရာရာမှာစိတ်ကြည်နူးမှုတွေရလာတဲ့အခါကိုတွေးတာတွေကိုကြံတာတွေကိုလှုပ်တာတွေလည်းလမ်းမှာမရောက်လာနိုင်အဲ့ဒါလို့မဟုတ်ဘူးကံကောင်းကြောင်းမလားမကောင်းတာတွေနဲ့တွေ့စိတ်ကညစ်ဆိုပို့ဆိုးရအဲ့ကြလို့ရှိရင်ပို့ဆိုးသွားနိုင်တယ် အဲ့ဒီလိုမဖြစ်ရလေအောင်ဘယ်သူပဲဖြစ်ဖြစ်ကံကြမ္မာရဲ့အလဲအပြောင်းကံကောင်းတဲ့အခါကောင်းတယ်မကောင်းတဲ့အခါမကောင်းဘူးမကောင်းတဲ့အခါမှာကောင်းအောင်လုပ်ဖို့လုံလည်ရတော့အဲ့ဒီနည်းပဲမေတ္တာပွားမယ်ဖရာကိုအာရုံပြုမယ်စင်မီပန်းရေချမ်းလှူဒန်းမယ်နော်ဆူတောင်းတာမတောင်းတာအသာထားလူတွေကဆူတောင်းတာပဲဦးစားပေးတယ်နော်တောင်းနေဖြစ်စေမတောင်းနေဖြစ်စေကိုယ်စိတ်ကြည်နူးမှုကအဓိကကြတယ်ဖရာကုံတော်တွေကိုကိုယ့်ရဲ့ရင်ထဲနှလုံးထဲရောက်အောင် တည်ငြိမ်အေးချမ်းမှုကိုပေးနိုင်တဲ့အမျိုးဖြစ်အောင်လုပ်ရအောင်ပြီးပြီဆိုတော့မှကိုယ့်ရဲ့ wish ကိုဖော်ပြတာဆူတောင်းတိုင်းကတော့မရဘူးပေါ့ဆူတောင်းတိုင်းရလို့ရှိရင်ဘာမှလုပ်နေနဲ့ထိုင်ပြီးတော့ဆူတောင်းစာပွဲအောင်လို့ရှိရင်ဒီ၅လုံးပါပါစေ၆လုံးပါပါစေထိုင်တာဆူတောင်းနေစာမကျက်နဲ့ရမှာမဟုတ်ဘူးနော်အဲ့ဒါကြောင့်မလို့ဆူတောင်းရုံနဲ့ဘယ်ရမှမရဘူးဆူတောင်းတယ်ဆိုတော့ wish ကိုဖော်ပြတာပဲဖြစ်တယ် ဆူတောင်းတာလိုချင်တဲ့ဆန္ဒရဲ့နောက်မှာလုံလဝိရိယတို့အတိညာတို့ဆိုတာလိုက်ရတယ်ပေါ့အဲ့ဒီလိုအကြောင်းကျိုးစီလျော်စွာအလုံးလုံးမှကောင်းကျိုးချမ်းသာတွေဆိုတာရနိုင်တယ်အဲ့ဒီလိုအချက်တွေကိုသိတာကိုလည်းပဲမြတ်စွာဘုရားဟောတာဖြစ်သောကြောင့်ဗုဒ္ဓဆိုတဲ့ဂုဏ်တော်ထဲမှာအရာခန့်သိကိုသိစွာနိုင်တဲ့အတိညာရှိတယ်မြတ်စွာဘုရားလို့ဆိုတာကိုအာယုံပြုတ်ပြီးတော့နှလုံးသွင်းဆင်ခြင်ခြင်းအပြင်မိမိအတွက်ကံကောင်းလာနိုင်တယ်ဆိုတာကိုယုံကြည်ကြရမှာဖြစ်တယ်